ရှိစီတဲ့ကိုအပေးနေကြရဗရာသားညီကိုပရိသတ်တွေအလုံးပဲမင်္ဂလာပေါင်းနဲ့ခါညောင်းပါစေလို့ဥစွာပရမနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီကနေ့ဒီဗီဒီယိုလေးမှာတော့မနက်ခင်းတွန်းချက်စီတဲ့အကြောင်းအရာလေးတွေကိုစုစည်းတဲ့စုစည်းပေါ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အာ okay ဆိုတော့ကျွန်တော်တို့အာချက်စီတဲ့တွေကတော့တော်တော်လေးတော့ဒါထွက်ပေါ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါ transfer ကလည်းခေတ္တဖွင့်ပေးထားတဲ့အချိန်ရဲ့ချက်စီကိုယ်တိုင်းကလည်းလက်တလုံးမှာလိုအပ်ချက်တွေကမမျောလင်မဲနဲ့ target တွေအပေါ်မှာလှုပ်ရှားမှုတွေကလည်းခက်သက်သွက်လေးရှိနေတာဖြစ်တယ်ပေါ့နော်အဲပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကစားသမား2ဦးပေါ့လူငယ်ကစားသမားလေး2ဦးနဲ့ပတ်သက်ပြီးတော့နီးပြကာလိုအန်ချယ်လော်တီရဲ့ချီးကျူးမှုလေးတွေကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ပထမတစ်ယောက်ကအက်စတဗန်ဝီလီယံဖြစ်ပါတယ်အက်စတဗန်ဝီလီယံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အန်ချယ်လော်တီရဲ့ချီးကျူးမှုကတော့အက်စတဗန်ဝီလီယံဟာ quality တွေကိုတန်တဲ့ခြေပြီးရှိနေတဲ့ကစားသမားတူဖြစ်တယ်ဆိုပြီးတော့ချီးကျူးသွားကြတာပါဆိုတော့ Aston Villian ဟာ Chelsea အသင်းအနေနဲ့ highly rated လောက်ထားတဲ့လူငယ်ကစားသမားလေးတူဖြစ်တယ်ဒီလိုပဲနောက်ထပ်ကစားသမားလေးတူဖြစ်တဲ့ Andre Santos ကိုလည်း Carlo Ancelotti အနေနဲ့ချီးကျူးမှုတွေပြုလုပ်သွားတယ် Ancelotti ပြောကြားခဲ့တာက Andre Santos နဲ့ပတ်သက်ပြီးသူ့အနေနဲ့အရင်တုန်းကသိထားတာအများကြီးတော့မရှိဘူးသို့တော့လက်ရှိသူ့ရဲ့ vision အရပေါ့နော်သူ့အမြင်အရဆိုလို့ရှိရင် Andre Santos က complete ဖြစ်တဲ့ကျွန်တော်တို့ ကွင်းလေကစားသမားတူဖြစ်ပါတယ်ဆိုပြီးကြီးကျူးသွားခဲ့တာပါဒီလိုပဲတစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ကစားသမားလေးဖြစ်တဲ့အန်ဒရီဆန်ဒိုစကိုရိုင်းကလည်းသူအနေနဲ့ချက်စီးသင်းကိုအမြန်ဆုံး join ပြီးတော့ချက်စီးသင်းရဲ့ပွဲစဉ်တွေမှာပါဝင်နိုင်ဖို့အတွက်မျှော်လင့်နေတယ်လို့ပြောကြားလာခဲ့တယ် သူရဲ့အဓိကရည်ရွယ်ချက်တွေကဘာလဲဆိုလို့ရှိရင်ချက်စီးသင်းမှာပုံမှန်ပွဲကစားခွင့်ရပြီးတော့သူဟာဘလို့ကစားသမားမျိုးဖြစ်တယ်ဆိုတာကိုချက်စီးသင်းထံပြသနိုင်မှုဖြစ်တယ်လို့အန်ဒရီဆန်ဒိုးစ်ကတော့ပြောကြားသွားတယ်။ဒါပေမဲ့လက်ရှိအချိန်တည်းတော့နီပြအန်ဆိုမာရက်စကာနဲ့ရောချက်စီးသင်းနဲ့ပါသူ့အနေနဲ့ဆွေးနွေးမှုချို့မပြုတ်လို့ရသေးဘူး။သို့တော့ကလပ်ဝေါ်ကတ် ပွဲစဉ်တွေမှာသူပါဝင်ခွင့်ရရှိမယ်ဆိုတာကိုယုံကြည်နေပြီးတော့ကစားသမားအနေနဲ့အဲ့ဒီလိုမျိုးပါဝင်ခွင့်ရတဲ့အချိန်မှာသူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပြသသွားနိုင်မှုတွေစူးစမ်းသွားမှာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့နားလည်ထားတာပဲဖြစ်ပါတယ်။ဒါကတော့ Andre Santos နဲ့ Estevan Willian တို့ရဲ့ saturation လေးတွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ Chelsea သင်စိတ်ဝင်စားနေတဲ့ဒီကိုယ်တော်မှဖြစ်သူ မိုက်မိုင်းညံမော်နော်ဒါနဲ့ပတ်သက်ပြီးတော့မနေ့က update news တွေအများကြီးတက်တယ်အီတလီကလာတဲ့ source တွေမှာတော့ဒီကစားသမားကို Chelsea အသင်းအနေနဲ့ခေါ်ယူနိုင်တော့မယ်ဆိုပြီးပြောတယ်အထူးသဖြင့် AC Milan အသင်းဘက်ကပေါင်25သန်းဝင်းချင်အလိုရှိနေတာဖြစ်ပြီးတော့ဒီပမာဏကို Chelsea အသင်းကပေးချေနိုင်တဲ့အနေအထားမျိုးရှိတာကြောင့် Mike Maignan ရဲ့ကျွန်တော်တို့ဒီ transfer ဟာဖြစ်တော့မယ်ဆိုပြီးတော့ source တော်များများဖော်ပြခဲ့တယ်သို့တော့ Fabrizio Romano ရဲ့ဖော်ပြချက်မှာတော့အဲ့လိုမဟုတ်ဘူးအထူးသဖြင့် AC Milan ဘက်ကတော့ပေါင်တန်း30လောက်၎င်းတို့ရဲ့ကိုယ်သမားတို့အလိုရှိတယ်ပြီးတော့ AC Milan အနေနဲ့ဒီ Mike Maignan ဟာဆိုလို့ရှိရင်ကမ္ဘာအကောင်းဆုံးကိုယ်သမားတွေတည်းကတယောက်ဖြစ်သတ်မှတ်ထားတယ်ပေါ့နော်သို့တော့ Chelsea သင်းရဲ့ vision မှာကကြတော့ကိုယ်သမားဒီ quality အရကောင်းတာမှန်တယ်သို့တော့ဒီစာချုပ်သက်တမ်းရဆိုလို့ရှိရင်2026ခုနှစ်မှာတက်တန်းကုန်စုံတော့မှာဖြစ်တဲ့အတွက်ပေါ့နော် ဒီစာချုပ်အရာသူတို့ရဲ့ value ကအဲ့လောက်ထိမရှိတော့ဘူးချက်စီသင်းကဒီဂိုဒမအတွက်ပတ်စံဘလောက်သုံးကျင်လဲဆိုတော့ကျွန်တော်တို့ပေါင်၉သန်းကနေ၁၀ဝန်းကျင်လောက်ပဲသုံးကျင်တယ်လို့သိရတယ်။နောက်ပြီးတော့ဂိုဒမကိုတိုင်ကလည်းဒီ AC Milan အသင်းကနေထွက်ခွာခြင်းနဲ့ဆန္ဒရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေကချက်စီသင်းအတွက်အားသာချက်တစ်ခုလို့ချက်စီသင်းကရှုမြင်တယ်။ဆိုတော့ AC Milan တောင်းတဲ့ပေါင်သန်း၃၀ဆိုလို့ရှိရင်တော့ဒီပမာဏဟာမဖြစ်နိုင်သလိုချက်စီသင်းနေနဲ့ဟိုဒီ လိုမျိုးပေါ့ Mike Myers ကိုခေါ်တာထက်ဆိုင်လို့ရှိရင်လက်ရှိသူ့မှာရှိနေတဲ့ကိုသမား၄ယောက်နဲ့ပဲရှေ့ဆက်တာကတန်း33မီခေါ်တာထက်ပိုပြီးအကျိုးရှိလိမ့်မယ်လို့ချက်စီတက်မကယူဆတယ်လို့ကျွန်တော်လည်းကြားသိရတယ်။ဒါကြောင့် Mike Myers ရဲ့ saturation ကတော့ AC Milan အသင်းဘက်ကအလျှော့ပေးမှပဲချက်စီတက်ကခေါ်ယူမယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးဒီကိုသမားကိုမရရအောင်ခေါ်ယူမယ်လုံးဝအသေးလေးကြိုက်တယ်ဆိုတဲ့အနေအထားမျိုးမှာတော့ချက်စီအသင်းရက်တီနေတာမျိုးမရှိဘူးလို့ကျွန်တော်တို့အနေနဲ့ နားလေထားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲမိုက်မိုင်းညာကအရင်ကလေးကတော့ချက်စီတင်စိတ်ဝင်စားခဲ့တာမှန်တယ်သို့တော်လည်းပဲတဲတဲလို့ပုံစံမျိုးတော့ဟုတ်မနေတဲ့အနေအထားမျိုးဖြစ်တယ်တန်30ဆိုတာတော့ကျွန်တော်အမြင်အပြောမယ်ဆိုလို့ရှိရင်လေကြီးများတယ်လို့ပဲကျွန်တော်လည်းပြောချင်တယ်ပေါ့နော်ဆိုတော့ဒါကကြီးများပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ land develop ကိုချက်စီတင်နေတဲ့ official announcement လုပ်ပြီးတော့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ် develop အနေနဲ့ဒါ ချက်စီးတင်းကဟာသူ့ကိုစကားပြောတဲ့အချိန်မှာကလေးကအရန်သူချက်စီးတင်းပေါ်မှာကြိုင်နေတတ်ခဲ့တယ်အထူးသဖြင့်တော့ချက်စီးချောင်းပြောမယ်ဆိုလို့ရှိရင်အများရန်ပြိုင်ဆိုင်မှုပြင်းထန်နေပြီးတော့စူဖလားတွေအတွက်အများရန်တိုက်ပွဲဝင်နေတဲ့အသင်းတစ်သင်းဖြစ်တယ်သူ့အနေနဲ့ချက်စီးတင်းကိုပြောင်းရွှေ့ဖို့အတွက်စကားပြောဆိုတဲ့နေရာမှာချက်စီးတင်းရဲ့ဒီ fishing တွေပေါ်မှာသဘောကျခဲ့တယ်အထူးသဖြင့်ချက်စီးတင်းသွားနေတဲ့လမ်းကြောင်းဟာဘာလဲဆိုရင်တချိန်ကရွှေထီးဆောင်ခဲ့တဲ့ခစ်ကိုလက်ရှိလူငယ်ကစားသမားတွေနဲ့ပြန်လည်ပြီးတော့ တိဆောက်ဖို့ပေါ့နော်အဲ့ဒီရွယ်ချက်ဖြစ်တယ်ဒါကိုသူ့အနေနဲ့အရန်သဘောကျတယ်ပြီးတော့ကစားသမားတွေအနေနဲ့ကလည်းအအမြဲတမ်းစူးစမ်းကြိတ်ကြိုင်ဆိုင်လိုစိတ်အမြဲတမ်းရှိနေပြီးတော့အဲသူ့ကိုလည်း welcome လုပ်ကြတယ်ပေါ့နော်ဆိုတော့သူဟာချက်စီးအစ်မ မှတ်တိုင်သစ်တွေအများကြီး site ထူသွားမှာဖြစ်ပြီးတော့ချက်စီးသင်းရဲ့အဲရှေ့ဆက်မဲ့လမ်းကြောင်းတွေအပေါ်မှာလည်းသဘောကျနှစ်သက်မှုအပြည့်အဝရှိရဆိုပြီး Dell ကပြောကြားသွားခဲ့တာပါ Dell ကတော့ချက်စီးသင်းကပေါင်တန်း30နဲ့ iSwitch တောင်းကနေခေါ်ယူနိုင်ခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ကစားသမားဟာချက်စီးသင်းနဲ့တူ2032ခုနှစ်အထိစာချုပ်တက်တန်းရှိတဲ့အဲစာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးသွားတာဖြစ်တယ်လို့သိရပါတယ်ဆိုတော့တစ်ဆက်သေးမှာပဲ Dell ရဲ့အဲ announcement ပြီးသွားတဲ့အချိန် Nicholas Jackson စီကနေပြီးတော့အတန်လေးတွေကြားရပါတယ်အဲ့ဒါကတော့အပြူသဘောဆောင်ပါတယ် Nicholas Jackson နဲ့နီးစပ်တဲ့သူတွေရဲ့ပြောကြားချက်အရဆိုလို့ရှိရင် Nicholas Jackson ဟာ Leon Delat လိုမျိုးကစားသမားရောက်ရှိလာတဲ့အပေါ်မှာဟိုစိတ်စနှိုးစနှောင်းဖြစ်တာမရှိဘူးပို့ပြီးတော့သူ့နေရာတော့ တိုက်ပွဲဝင်သွားမယ်ပို့ပြီးတော့ဒါပြိုင်ဆိုင်လိုစိတ်အပြည့်နဲ့ချက်စီအသင်းရဲ့တိုက်စစ်နေရအတွက်သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပြသနိုင်ဖို့အတွက်နီကလက်ဂျက်ဆင်ဟာစ조사သွားမှာဖြစ်တယ်လို့ကျွန်တော်တို့နေနားလည်ထားတာပဲဖြစ်ပါတယ်ဆိုချက်စီအသင်းကလည်းငကိုတဲကရည်ရွယ်ချက်ကိုကဒီနီကလက်ဂျက်ဆင်တက်လည်းအများကြီးပိုကောင်းကြမလို့နော်နီကလက်ဂျက်ဆင်နဲ့အပြိုင်သွားပြီးတော့နှစ်ယောက်စလုံးတိုးတက်မှုရှိစေမဲ့အနေထားမျိုးကိုဖန်တီးခြင်းနဲ့အနေထားမှာ ဒီလိုမျိုးစိတ်ဆန္ဒရှိတယ်ဆိုတော့လေဒါဝမ်းသာကြကိစ္စဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူဆတာပဲဖြစ်ပါတယ်။ဖတ်မှလည်းကျွန်တော်တို့ Chelsea အသင်းအနေနဲ့အာ front back ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Hugo Aki တိုက်နဲ့ပတ်သက်ပြီးတော့ဆက်လက်ကြိုးပမ်းလျက်ရှိတယ်လို့ကျွန်တော်အနေနဲ့သိရှိရပါတယ်။နမိတ်ကျော်အားကစားသတင်းတော့ Fabrizio Romano ရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်လေ front back နဲ့ Chelsea အသင်းရဲ့ကြားမှာ Hugo Aki တိုက်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးဆွေးနွေးမှုတွေရှိနေတယ်။ကျွန်တော်ရှေ့တနေ့ကပြောသလိုပဲ Chelsea အသင်းကပြောင်းရွှေ့ခြေပေါ်မှာတိတ်ပြီးမနစ်မြို့ပေမဲ့ကစားသမားဟာသူတို့ရဲ့ quality နဲ့ကိုက်ညီမှုရှိတဲ့ player တယောက်လို့ ပြေးဝယုံကြည်နေတာဖြစ်တယ်။တစ်ဖက်မှာလည်းလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရချက်စီသိန်းဟာကစားသမားနဲ့အရင်းဆုံး verbal agreement နှုတ်အပြည့်သဘောတူညီမှုရရှိဖို့အတွက်ဥစွာစူးစမ်းနေတယ်လို့ကျွန်တော်တို့အနေနဲ့ကြားသိရတယ်။ လက်ရှိအချိန်မှာတော့အဲဒီကစားသမားနဲ့ Chelsea တင်းရဲ့ဂျာမာလည်း contact တွေရှိနေတယ်လို့ front back ဘက်ကလည်းကစားသမားပေါ်မှာလုံးဝကြီး close space ထားတာမျိုးမဟုတ်ဘူး Chelsea တင်းနဲ့သူတို့တေချာလေး negotiate လုပ်သွားခြင်းနဲ့သူတို့ကိုယ်တိုင်လည်းကစားသမားကိုအကျိုးမျက်ရှိမယ်ဆိုလို့ရှိရင်ရောင်းချလို့စိတ်ရှိတဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ဟာဒီနှစ်တင်းဂျာမာဖြစ်လာနိုင်ခြင်းမြင့်မားတဲ့အနေအထားမျိုးမှာရှိနေတယ် Chelsea တင်းဘက်ကလည်းဒီစားသမားပေါ်မှာအဲကျွန်တော်ခုနပြောလို့ highly rated ပုံစံမျိုးထားထားတယ်ဒီရာဒီမှာခေါ်ယူတင်းခေါ်ယူထိုက်တဲ့ကစားသမားတအူးဖြစ်ရှုမြင်နေတဲ့အချိန်ဒီအဓိကတော့ပေါင်းရှိ 84တန်းကိုချက်စီးတဲ့ကတန်း60လောက်စစ်နိုင် OK ပြီဆိုတဲ့အထိထားမျိုးဖြစ်တယ်။ ကစားသမားကိုရိုင်းကလည်းလက်ရှိမှာ Chelsea အသင်းနဲ့ဆွေးနွေးမှုတချို့ရှိနေပြီးတော့ Chelsea အသင်းရဲ့ plan တွေအပေါ်မှာလည်းသဘောကျနှိချိုင်းမှုအချို့အရှိတယ်ပြသလျက်ရှိတယ်လို့ကျွန်တော်တို့အနေနဲ့ကြားသိရတယ်ဆိုတော့အခြေအနေတွေကအကောင့်ဘက်ကိုတော့အများကြီးဥတီနေတယ် Hugo Ake တိုက်ရဲ့ situation နဲ့ပတ်သက်ပြီးပေါ့နော်အကယ်၍ verbal agreement သာရရှိသွားမယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းအတွက်ပို့ပြီးတော့လှုပ်ရှားရတာအများကြီးလွယ်ကူသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ Ake တိုက်နဲ့ပတ်သက်ပြီးတော့ရောပရိသတ်တွေအနေနဲ့ဘယ်လိုမျိုးအမြင်လေးတွေရှိကြတယ်လဲဆို ာအောက်က comment box ထဲမှာကိုယ့်ရဲ့အမြင်လေးတွေကိုမျှဝေပေးသွားလို့ရပါတယ်။ဒီ video မှာကျွန်တော်တင်ဆက်ပေးခြင်းတဲ့ Chelsea သတင်းလေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်။စုံတီကြည့်ရှုအားပေးကြတဲ့ဘာသာညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိသလို Chelsea သတင်းတီးတန့်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ CCTV YouTube Channel, Line Facebook Page ကို like and subscribe like and follow ပြုလုပ်ထားကြပါတော့တောင်းဆိုရင်အားလုံးပဲ see you next video ပါနော်။